အားလုံးပဲမင်္ဂလာပါအခုဒီချက်ကဒီဘေးလှုပ်တဲ့ဟာလေးကိုပြမယ်ဒါလှုပ်ဖို့အတွက်ကိုရှေ့မှာဓာတ်ပုံလေးတင်ပေးခဲ့ဘူးတဲ့ဓာတ်ပုံလေးမှာလှုပ်ခဲ့တော့ကလိုမျိုးတူတူပဲဒီခေါင်းနှစ်ခုနဲ့နဲ့ချင်းဆိုင်ကြဖို့အတွက်ကိုလေပစင်းခေါင်းဒီဘက်မှာဒီကျိုးအတူကိုဒီချက်ကဘယ်ဘက်မှာထားခဲ့တယ် အဲ့တော့ခွင်းဘက်မှာဆိုလို့ရှိရင်ကျိုးတို့ဒီညာဘက်မှာဖြစ်ရမယ်အဲ့ဒါလေးကိုမှတ်မိမယ်ထင်ပါတယ်เนาะအဲ့ဒါလေးတစ်ချက်သတိထားเนาะဒါမှမျက်နှာချင်းဆိုင်လာဖြစ်မယ်မဟုတ်ရင်ဘယ်နှစ်ခုကဆက်ညီဘက်ဖြစ်သွားနိုင်မယ်เนาะအဲ့ဒါဆိုရင်ကျိုးအရှိကိုပြပြမယ်အခုခေါင်းတိဘက်ကကျိုးဒီ16လက်မလိုပါတယ် ဒါဆိုရင်ဒီအဖြူအောင်ကျိုးနော်ဂွင်းပတ်စုလို့ရှိရင်16လက်မရှိရပြီ အတွင်းနဲ့အယောင်ဆက်မဲ့ကျိုးလေးဒီအနီအောင်ကျိုးလေးရကြတော့18လက်မလိုပါတယ်နော်ဟိုအဲဆိုလို့ရှိရင်ရပြီ အခုဒီမှာ၄စိတ်ဂွင်းနေဂွင်းလိုက်ပြီဂွင်းပြီးဝိုင်းဒီဘက်မှာ9လက်မခွဲကျိုးအရှိချန်လာတယ်ညာဘက်မှာဒီဘက်ဒီခေါင်းဒီဘက်တော့ကျတော့ကျိုးတို့ဒီဘယ်ဘက်မှာဖြစ်ရမှာနော်ဆန်ညင်ဘက်အခုအဲဆိုရင်ဒီမှာ၄စိတ်9လက်မခွဲကိုအခွေလေးခွေပါမယ်ခါတိုင်းလို့တို့လို့ပဲနော် ခွေကိုတစ်တလွတ်လွတ်လေးခွေမယ်၄ဘက်လေးလံတုံမယ်ခွေမယ်ခွေပြီးရင်ဖြုတ်ဖြုတ်ပြီးဒီမျက်နှာပြင်ကိုညီအောင်လိုက်ပြီးတော့ညီမယ်မျက်နှာပြင်လေးတွေဥမထွက်နေစေနဲ့နော်နိုင်ညီပါညီပြီးသွားပြီဆိုလို့ရှိရင်သူ့အဲ့ဒီအခွေလေးကိုအချီအပြောက်၄ဘက်လေးလံတုတ်ပါမယ်အချီအပြောက်နော်အဖင်နဲ့မထည့်ဘူး လေးဘက်လေးလံခိုင်တဲ့အထိလိုက်ပြီးတော့တုံမယ်။မှလေးဘက်လေးလံအပေါင်းလက္ခဏာလိုက်တုပ်လိုက်တဲ့အချီအပြောင်းတော့အဖင်နဲ့မထည့်ပါဘူး။ပြီးသွားပြီဆိုလို့ရှိရင်လည်းအခုဒီမှာဒီခေါင်းခွင်းနဲ့တတန်လေးချိန်လိုက်ပါအထိုးအမှာတော့တတန်လေးကိုမဟုတ်ဘူးဒီဘက်ကလေးနည်းနည်းလေးစောင်းပြီးတော့ဒီဘက်ကိုထိုးအမှာနော်မလာတဲ့ဘက်ကိုလည်းအချီပြောက်ထိုးမှဖြစ်တဲ့အတွက်မလာတဲ့ဘက်ကိုလှည့်ပါလှည့်ပြီးွားရင်ဖောက်ပြီးတော့ဒီမှာဆွဲထုတ်မယ် တန်တန်လေးမဟုတ်ဘူးเนาะအခုဒီမှာတန်တန်လေးဆိုလို့ရှိရင်ခွင်းနဲ့ဒီလိုလာမှာဒီလိုမဟုတ်เนาะအကဒီဘက်ကိုထွက်ထားတယ်ကျိုးရှိတဲ့ဘက်ကိုပေါ့เนาะဒီဘက်ကိုအသားပေးပြီးတော့နည်းနည်းလေးစောင်းပြီးတော့အကကိုထွက်လာတယ်โอ้ดาลีบ่แท้ตกออกมาดาดาอแท้เปลี่ยนวินไล่มั้ยติเฉจูแท้ตกหมดไปว่ะเลยพูดดีมา ဒီရလေးကိုပါထည့်ပြီးတော့တုံမှာနော်ခုနတော့ထိုးတဲ့အတိုင်းပဲဒဲ့မထိုးဘူးနည်းနည်းလေးစောင်းပြီးတော့ထိုးပါမယ်စောင်းပြီးတော့ထိုးတာကိုအခုဒီအပေါ်ဒီကြိုးလေးပါထည့်တုံသွားမှာနော်ဟိုဒီလိုမျိုးအဝင်ထွက်တစ်ချက်တုတ်လိုက်ရင်ရပြီတုတ်ပြီးသွားပြီဆိုတော့မှစပြီးတော့အဖင်နဲ့ထည့်မှာ အဖင်ရကြတော့အခုဒီဘက်အချမ်းမှာပဲရှိတယ်ဒီခေါင်းဒီဘက်ဒီခွင်းဘက်ဒီမှာအဖင်နဲ့မထည့်ဘူးเนาะအားကြောင့်ဟိုဘက်မှာအဖင်နဲ့မထည့်နဲ့အဖြစ်အပြောက်အလှပဲတုတ်ပြီးလို့ပြောတာအခုဒီမှာတုတ်ပြီးပြီဆိုတော့မှအခုသူအဖင်နဲ့အခွေရဲ့ခလေတဲ့ကိုနာထည့်ပြီးနော်တုတ်လိုက်တဲ့နေရာထည့်တယ်အဲ့ဒါပြီးပထမဦးဆုံးလောရမှာကြတော့တက်လက်မတုတ်ထားတဲ့နေရာနေတိုင်းလိုက်လို့ရှိရင်တက်လက်မတက်လက်မအဖက်ကလေးတစ်ဖက်ခောက်ပေးပါအဖင်နဲ့နာထည့် တလမနော်ဟိုဒီထက်ကြီးပြီးလည်းမယူနဲ့တေးပြီးလည်းမယူနဲ့အတိုင်းကြီးတော့မှခေါက်နော်ဒါတလမခေါက်လိုက်ပြီးအဲ့ဒါပြီးတော့အယောင်ဆက်တော့မယ်အယောင်ဆက်တာကြတော့လေအခုသူ့ကိုဒီလိုမျိုးလေးလာဆက်ပြီးအပေါ်ကနေဒီကျိုးရဲ့အောက်ထဲမဟုတ်နော်ဒီပန်းမှာအယောင်ဆက်တာကြတော့လေဒီလိုမျိုးလေးအပေါ်ကနေလာပြီးတော့မှကျိုးလေးနည်းနည်းလေးခြံပြီးတော့လေအဖင်နဲ့ရစ်ပြီးတော့ထည့် ီ app နဲ့ရစ်ထည့်ထားတာကိုပဲခံရလို့အသားတစ်ချက်ဖောက်လိုက်အောင်အဲ့နဲ့နော်ဖောက်ပြီးတော့တခါပြန်ဆင်းသွားသေးတယ်အဲ့ဒါပြီးသွားပြီဆိုတော့မှအခုဒီအရာဆက်လိုက်တဲ့ကျိုးအနီအောင်ကျိုးလေးတစ်ချောင်းတည်းနဲ့အထက်တရာလှုပ်သွားမယ်နော်အထက်တရာလှုပ်တက်ပြီးသားထက်တရာကိုစပြီးခါရမယ်အရွယ်စားသည်လေးစိတ်ပါတိုင်းမီတမခောက်မယ်နော်လေးစိတ်ကိုခောက်အောင်မယ်ဟိုလေးစိတ်ခောက်လိုက်တယ်နော်အဖင်နဲ့တစ်ခါစပြီးထည့်ပြီး အတေးရွတ်မှတ်ထားပြီနော်အခုဒါဒီအဖင်နဲ့ပထမဦးဆုံးတစ်ခါစပြီးထဲတာပါအဖင်နဲ့အားလုံးပေါင်း၅ခါထဲတာဖြစ်ရမယ်အဲ့တော့အခုမှတစ်ခါပဲရှိသေးတာဖြစ်တဲ့အတွက်နောက်ထပ်၄ခါထပ်ထဲရမယ်နော်အခုအဲ့ဆိုရင်ဒီဘက်ကိုပြန်လာအုပ်မယ်အဖင်နဲ့တည်းအုပ်တဲ့ခါကျရင်အတွင်းနဲ့ဟာလေးတွေအထက်တည်းအတင်းတော့ပြောသလိုပဲနော်တွင်းနဲ့ဟာလေးတွေဒီကိုေးသွားတာတွေမဖြစ်စေနဲ့တတည့်ရတက်တောင်တတင်းနေဖြစ်နေပါစေနော်အခုဒီအနောက်ကဒီငုတ်အတိုလေးကိုပါထည့်အုပ်ဝါလိုက်မယ်ဖေးသားနဲ့လို့ရင်တော့ပို့ပြီးတော့မှမှတက်တောင်လေးဖြစ်တယ် ဒီဖဲသားမဟုတ်ပဲနဲ့အခုရိုးရိုးဒါအခုဒါနာမီနိုနဲ့လုပ်နေတာနာမီနိုတို့အဲ့လိုကျိုးပြောတဲ့ဟာနဲ့ဆိုလို့ရှိရင်ဒီအထက်တရာတွေကကိုယ်ဝတ်တက်တယ်တေးကြချိန်မလွန်အားကြမကွေးစင်းနဲ့နော်ငါကထဲ့မယ်လို့ပြောတာလေနှစ်ခါပဲရှိသေးတယ်ထပ်ပြီးတော့တစ်ခါထပ်အောင်မယ်။အဲဆိုရင်၃ခါအဖင်နဲ့ငါကထဲ့ရမယ်နော်အဲ့ဒါလေးမှတ်ထားပြီးမှားမှဆိုလို့အားကြအကြည်ကြီးအတွက်နဲ့ပြောတာ။၃ခါဒီဘက်ကိုပြန်လာအုပ်လိုက်မယ်ဆိုရင် နေကဖြစ်သွားမယ်ဒီမျက်နှာပြင်ကြီးညီနေတဲ့စီနော်ရှေ့နောက်လောကမကျွန်ထွက်စီနဲ့ရိုင်းနေတိုင်းမဖြစ်ရဘူးမညီမညာတွေမျိုးမဖြစ်ရဘူးညီညီညာညာကြစ်ကြစ်လေးလေးလေးဖြစ်ရမယ်လေးကဒီဘက်ကိုပြန်လာရင်ငါးကငါးကပြီးတဲ့ချိန်မှာကျိုးနှချောင်းလောကတစ်ဖက်ထဲမှာပဲရှိနေလိမ့်မယ်အဖြူရောဒီအနီလေးရောနော်တစ်ဖက်ထဲမှာပဲဖြစ်နေရမယ်ဒါမှအမှန်နဲ့ဒါအခုငါးကရပြီ ငါးခါရပြီဆိုလို့ရှိရင်သူ့ကိုဒီအနီရောင်ကျိုးလေးနဲ့နောက်ထပ်ဒီဘက်ကလိုမျိုးတက်လက်မအချောင်းလေးတချောင်းထပ်ပြီးတော့ခောက်မယ်နော်တက်လက်မပွင့်ထက်ကလေးတစ်ခုထပ်ပြီးတော့လှုပ်လိုက်ပြီးလှုပ်ပြီးွားရင်အဖင်နဲ့ထည့်ပြီးွားပြီး တက်လက်မှပြီးတော့ရင်နောက်ထပ်တစ်ဖက်ထပ်လုပ်မယ်ဒီအနီရောက်ကျိုးတစ်ချောင်းနဲ့နဲ့ပဲเนาะနောက်ထပ်တစ်ဖက်ကဘယ်လောက်လုပ်ရမလဲဆိုတော့6စိတ်ပါ6စိတ်အရွယ်နောက်ထပ်အဖက်ကလေးတစ်ဖက်ထပ်ပြီးလုပ်ပြီးပြီးတော့ရင်အဲ့လိုပဲအဖင်နဲ့လာထည့်မယ်ထည့်ပြီးတော့ရင်မလဘက်ကိုလှည့်မယ်အသားဖောက်မယ်ตาผ้าผ่าพี่คะเลวเปลี่ยนซิ စင်းပြီးတော့ပြီဆိုလို့ရှိရင်အခုဒီရလေးတွေကိုလာပြီးတော့တုတ်တော့မယ်။ချက်ချီကုန်းနေမလို့ချီရင်အစတက်လိုက်မယ်။ချီမကုန်သေးဘူးဆိုလို့ရှိရင်တစ်ဆက်သေးသွားမယ်နော်။အစမတက်နဲ့တစ်ဆက်သေးလိုဝါလိုက်လို့ရတယ်။ဟိုဒီမှာချီသစ်ထည့်လိုက်ပြီးပြီ။ဟိုအဲ့ဒီဟာကို မလားဘက်ကိုလှဲ့နော်။ဒီဟာကိုညီအောင်အရင်လှုပ်ပါ။အထက်တရာလေးလုံးလို့ရှိရင်ဒီရလေးတွေကျွန်ထွက်မသွားအောင်ထိမ့်မယ်လို့ပြောထားတယ်လေအခုအဲ့ဒီထိမ့်တဲ့လိုမျိုးပဲအောက်ကနေပြီးတော့အကုန်လုံးထိုးပြီးတော့တက်လာမယ် ဒီထိတ်ကိုနော်အလဲကိုထိုးပြီးတော့တက်လာတယ်တက်လာပြီးသွားပြီဆိုလို့ရှိရင်ဒီအဖြူအရင်စပြီးတော့ထိုးမယ်အခုဒီလိုမျိုးမကတ်ကြည့်လိုက်လို့ရှိရင်ဟိုသူနဲ့တက်တက်ဒီလိုမျိုးလေးထိုးသွားမှာဒီလိုမျိုးလေးနော်ထိုးပြီးတော့ဆွဲထုတ်တယ်ပြီးသွားရင်ဒီဘက်ကိုပြန်ထိုးပြီးတော့ပြန်လာမယ်ဒီဘက်ကိုပြန်ထိုးပြီးသွားရင်ဒီဘက်ကအနီအောင်လေးကိုလည်းလာပြီးတော့ထိုးမယ် နေလူမျိုးတွေလာထိုးထိုးပြီးရင်ဆွဲထုတ်အဲ့ဒီဟာကိုအခုဒီလိုမျိုးလေးဖြစ်သွားပြီအဲ့ဒါကိုပို့ပြီးတော့ခိုင်ဝါအောင်ဒီမှာလေဒီလိုဘဲဒီအနောက်ဘက်ကလေးဒီလိုပုံလေးထွက်လာအောင်လို့သူ့ကိုနှစ်ချက်သုံးချက်လောက်ထပ်ခါထပ်ခါပြန်ထိုးမယ်ဟိုဘက်ဒီဘက်နော်ဒီဟာလေးရောဘေးရဟိုဘက်ကောဒီဘက်ကောအကုန်လုံးကိုညီးနေအောင်စုကင်နော်ညီးနေရမယ် အဲ့ဘေးရဲ့အနောက်ဘက်ကတည်းအမီလေးပုံပေါ်လာတဲ့အထီကို ခိုင်တဲ့အထီကိုဟိုဘက်ဒီဘက်နှစ်ချက်သုံးချက်လောက်ထိုးလိုက်မယ်နော်ထိုးပြီးသွားပြီဆိုလို့ရှိရင်သူ့ကိုမလာတဲ့ဘက်အောက်ဘက်ကလေးကိုပြန်သွားမယ်ဒီမှာခလေးနောင်ပြန်သွားတယ်သွားပြီးသွားပြီဆိုရင်အခုဒီမှာခြံထားတဲ့6စိတ်ကလေးဒီ6စိတ်ကလေးကိုလာကတ်လိုက်မယ်ကတ်ပြီးသွားရင်ဒီကျဲတို့က6စိတ်ရုပ်တစ်ခါပြန်လာတော့အောင်မယ် ဒီမှာလာတက်လိုက်ပြီးကပ်ပြီးဝရင်အောက်ကနေပြီးတော့ထိုးပြီးတော့တက်လာမယ်။60ရထိတ်တက်တဲ့တော့မဟုတ်ဘူးเนาะဒီချေတို့ထိုးလိုက်တာအခုဒါ9စိတ်စာလောက်ပဲရှိမှာပေါ့เนาะ60ခေါက်ထားတဲ့ဟာတော့ဒီချေ9စိတ်စာလောက်ထိုးလိုက်တယ်ဒီမှာဒီလိုအနေနဲ့เนาะထိုးတယ် PF ကိုဆွဲထုတ်ဆွဲထုတ်ပြီးခလဲကိုပြန်ဝင်အောက်မှာခလဲမှာတုတ်ပြီးဖြတ်လိုက်တော့မယ်เนาะအဲ့ဒါဆိုရင်ချီယူရပြီအဲ့ဒါဆိုလို့ရှိရင် နောက်ဘက်မှာချီကိုတုတ်ပြီးတော့ဖြတ်လိုက်တော့မယ်အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်သူ့ခေါင်းကလေးဘေးရဲ့ခေါင်းလေးလှုပ်ဖို့ကျန်တယ်အဲ့ဘေးရဲ့ခေါင်းလေးလှုပ်ဖို့အတွက်ကိုခြီရဒီကနေတိုင်းလိုက်လေးလက်မအကျန်လေးလက်မချမ်းမယ်ပိုးရဲ့ကျိုးတွေကိုညက်ပြင်မယ်လေးလက်မချမ်းတယ်နော်ပိုးရဲ့ကျိုးတွေညက်ပလိုက်တယ် ညက်ပစ်ပြီးသွားပြီဆိုလို့ရှိရင်အခုဒီမှာသူ့ကိုအခုဒီဟာလေးကိုဒီလိုလာတွဲမယ်ဒီခုနဘေးရဲ့ဒီတာတောင်မှန်လေးပေါ့နော်တောင်မှန်ပေါ်မှာလာပြီးတော့အချီလေးနဲ့ကတ်တုံမယ်တောင်မှန်နေရာနားလေးမှာအောက်ကနေပြီးတော့တက်မယ်ဆင်းမယ်ဒါကြတော့လေခြီယို အမီအောင်ပြောင်းလိုက်တော့တယ်တချေကဘဘေးခေါင်းလုတ်တဲ့ခါကျရင်ခြီးကအမီအောင်လာပေါ်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့လေဒီမှာအမီလေးပေါ်မှာဖြစ်တဲ့အတွက်ကြောင့်ခြီးကိုအမီပြောင်းလိုက်တယ်အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်သူ့ကိုအခုအခွေခွေမယ်ခွေတာကြတော့လေသူ့ကိုဒီဘက်ချမ်းအောင်ခွေမှာဒီလိုမျိုးလေးခွင်းလေးရှိတဲ့ဘက်ခေါင်းသီးနဲ့ဆိုရင်လည်းခေါင်းသီးရှိတဲ့ဘက်ကိုအခွေကခွေလာမှာအဲ့တော့အဖြူအောင်ကျိုးဒီအတွင်ကျိုးအားကြောင့်အဖြူအောင်ကျိုးကိုတချေတို့က၃စိတ်စာလောက်အမျက်ထုတ်လိုက်မယ်အတွင်ကျိုးလေးကိုနော် ုံးစိတ်စာလာညှတ်ထုတ်ပါခါတိုင်းလိုပဲအဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်အခွေခွေမဲ့အတွင်းကျိုးကညှတ်ထုတ်มาရမှာလဲနော်ညှတ်ပြီးွားရင်အနားစာလေးတွေကိုမီးတိုးလိုက်တယ်ပြီးွားရင် အခွေလေးခွေွားမယ်နှစ်ယောင်ဆက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့နှစ်ကျိုးစလုံးနှစ်ယောင်လုံးပေါ်နေရပေါ်အောင်မြည်နေအောင်ခွေမယ်နော်အခွေကိုလေး တချို့ကမြင်ရတယ်တချို့ကမမြင်အောင်မဖြစ်စေနဲ့ညီညီညာညာခွေကြစ်ကြစ်လစ်လစ်ခွေနှစ်ကြိုးလုံးနှစ်ယောက်လုံးလည်းမြင်အောင်ခွေရမယ်ခွေပြီးွားရင်အခုဒီကြောပေါ်ကိုဒီတောင်မှန်လေးပေါ်ရောက်လာပြီဆိုလို့ရှိရင်အခုနောက်ဆုံးဖက်အခုနောက်ဆုံးဆိုလို့ရှိရင်ဒီနှုတ်သီးလေးလိုချင်တာလေနှုတ်သီးလေးရကြတော့ဒီခွင်းရှိတဲ့ဘက် ခေါင်းသီးရှိတဲ့ဘက်ကိုဖြည့်ရမှာနော်အဲ့တော့နောက်ဆုံးအဘက်ကိုကြတော့နည်းနည်းလေးဒီလိုမျိုးလေးခြောင်လိုက်မယ်နှုတ်သီးလေးဆွဲဆူဖို့အတွက်နော်ခြောင်လိုက်မယ်ခြောင်ပြီးဝါပြီဆိုတော့မှအနောက်ကနေပြီးတော့ဒါလေးတွေကိုလိုက်ပြီးတုံမယ်ဒီအခွေလေးတွေကို ဖိတ်ကိုခြုံမှုတော့ခြံပြီးတော့ကျန်တဲ့နေရာလေးတွေကိုတုတ်သွားမယ်။ဟိုဒါနည်းနည်းလေးအရင်ထိလိုက်တဲ့ပတ်လည်းမတုတ်ရသေးဘူး။ဟုတ်ပတ်လည်းမတုတ်သွားသေးဘူးနော် ထိတ်ကိုဆိုတော့နှုတ်သီးလေးခြုံအောင်မှာမလို့လေ။အဲ့ဒါပြီးသွားပြီဆိုရင်နှုတ်သီးလေးခြုံမယ်။ချုံမီအောက်ကနေပြီးတော့ဟိုဘထိုးဒီဘထိုးထိုးလိုက်လို့ရှိရင်နှုတ်သီးလေးပွန်လာပြီနော် လုံးသီးပုံပေါ်အောင်လို့လေ၃လေးချက်လောက်ထိုးမယ်နော်ခိုင်နဲ့ထိထိုးပါမယ်ပုံလေးကောင်းကောင်းပေါ်လာတဲ့အထိကိုထပ်ခါထပ်ခါဟိုဘက်ဒီဘက်ထိုးပါမယ်ငါလုံးသီးလေးပုံပေါ်လာပြီဆိုရင်သူမလဘက်ခလေးပြန်ထိုးလိုက်တယ်ထိုးပြီးအခုဒီမှာခေါင်းကဒီလိုမျိုးလေးဖြစ်နေအာခေါင်းနဲ့ဒီကိုလုံးနဲ့သွားတွဲအောင်လို့မလဘက်ကိုလည်းခေါင်းနဲ့ကိုလုံးလေးနဲ့ကိုလည်းတွဲချုပ်ပေးမယ် အဲ့တော့နှစ်ချက်သုံးချက်ထုံးမယ်။ခေါင်းနဲ့ကိုယ်လုံးနဲ့ကိုတွဲလိုက်မှလည်းပိုလှသွားမယ်။ခေါင်းလေးလည်းခိုင်သွားမယ်။ပြီးဒီအတွင်းနဲ့အထက်တရာလေးလည်းထက်ထက်အုပ်ထားတဲ့ဟာလေးလည်းဒီချိန်တော့တွဲပြီးသားဖြစ်သွားပြီနော်။အဲ့ဒါဟိုဘက်ဒီဘက်တောက်ရှာအကုန်လုံးထိုးသွားမှာပါ။မှဒီဘက်ကိုလည်းလာထိုးသွားတယ်။အထက်ရဲ့ထက်တရာလေးပါ တုတ်ပြီးခြင်းတော့လေ။အပြီးဒါရှာတစ်ခါပြန်ထိုး အဲဆိုလို့ရှိရင်သူကအလုံးခိုင်သွားပြီခိုင်သွားပြီဆိုတော့မှအနောက်ဘက်မှာခြိတုပ်ပြီးတော့ဖြတ်လိုက်လို့ရှိရတယ်အဲ့ဒီတော့မှရှိမှသင်တော့ပြောခဲ့သလိုပဲဒီနှစ်ခုကမျက်နှာချင်းဆိုင်လာဖြစ်မှာပါမဟုတ်လို့ရှိရင်ကြောပေးပြီးတော့ဖြစ်သွားလိမ့်မယ်เนาะအဲ့တော့အကောင့်လေးတွေဆိုလို့ရှိရင်အဲ့ဒါတစ်ချက်တတိထားပါပြီးဒီမှာတစ်ချက်မျက်လုံးလေးကတ်ထားတယ် မက်ကပ်ပဲနဲ့ဒီတိုင်းထားလိုက်ရတယ်နော်ဒီလိုကတ်လဲရတယ်ဆိုတာသိစီကျင်တော့ကပ်ပြထားတာကြောက်ကလေးတွေအခုဒီမှာတကယ်ဒီကြောက်လေးကိုကတ်ထားတယ်ကြောက်ကတ်လဲရတယ်ပလဲချမ်းလေးတွေကြည့်ရင်ပလဲချမ်းသေးသေးလေးတွေကတ်လဲရတယ်အဲအဲ့ဒါမျိုးတွေမရှိလို့ပဲဖြစ်ဖြစ်မကြိုက်လို့ပဲဖြစ်ဖြစ်အချီလုံးလေးယူလေအချီလေးကိုအထုံးလေးအလုံးလေးလုပ်ပြီးတော့မှလာပြီးတော့တွေးလဲရနော်ဒါကတော့တကယ်ကော်လေးနဲ့ပဲကတ်ထားတာဒီဟာအဲဆိုလို့ရှိရင်တစုံညသွားပါပြီအဲ့တော့အင်းကြီးတထေစာ၅စုံလုပ်ပြီးအိစာလေးပြင်ပြပေးပါနော် 阿拉没事，没加班这些。